အညာဆရာရောဘွန်တောင်းခိုရီယန်လန်ဂွေ့ချ်ကနေကြိုးစားပါရစေ။ဆရာ EPS သင်ဦးတည့်ရဲ့ မင်းင်းနေမွန်နာဆောင်ပူတွေကိုအခုရတော်ဘုန်းတို့ကိုတင်ပေးလာတာဆိုရင်အခန်း49ကိုတောင်ရောက်လာပြီပေါ့နော်ချဲတို့အခန်း50ရဲ့နောက်ပိုင်းမှာကျတော့မွန်နာဆောင်ပူကအပြည့်မပါတော့ဘူးပေါ့နော်အပြည့်မပါဘူးဆိုတာမင်းင်းလေးတွေပဲရေးပေးထားတဲ့ခန်းလေးရှိတယ်အဲဆိုတော့50ရဲ့နောက်ပိုင်းမှာနည်းနည်းအရေးကြီးတဲ့အဥ္စာ5ခန်းပဲကျန်ပါတော့တယ်ဒါဆိုရင်ချဲတို့က EPS တင်ရိုးတင်ရဲ့မွန်နာဆောင်ပူလေးတွေလည်းအားလုံးပြီးသွားတော့မှာဖြစ်ပါတယ်အဲ့တော့တင်ကန်းစာလေးတွေကိုရတော်ဘုန်းတို့အခမဲ့လေးလာလို့ရအောင်လို့အရင်ဆုံးဒီချဲရဲ့ channel လေးကို subscribe လုပ် ထားဖို့မမေ့နဲ့ဘူးเนาะကဲဒါဆိုရင်ဒီခန်းရဲ့မွန်နွားချောင်းပိုအခန်း49ခွမ်မူခြဝမ်းခဲပါချင်းဆန်းဆိုတဲ့ခေါင်းစဉ်အောက်ကမွန်နွားချောင်းပိုလေးကိုကြည့်ကြရအောင်အော်ဒီအခန်းလေးကလွယ်ပါတယ်ကျတော့ဒီ မီးချိလန်ချိုးတွေပေါ့နော်မီးချိုးတွေဆက်တဲ့ဥစ္စာကိုသူကကိုရီးယားလူတွေပြောပြပေးထားတာပါဆရာတို့မြန်မာလူအကုန်လုံးလောက်တတ်တယ်ပေါ့နော် အော်ကလေးအမအစားလုတ်တတ်တယ်လို့ပြောရမလားအရန်လွယ်တဲ့ဥစ္စာလေးကိုသူ့ရဲ့နီလန်းလေးကိုခြေတော်ကကိုရီးယားစာနဲ့ရေးပြီးတော့ဖော်ပြထားတယ်ဆိုပြီးတော့လွယ်လွယ်လေးကြည့်နေရပါတယ်အဲ့တော့ကြည့်ရအောင်ချုံစောချုပ်စုပံပေါချုံစောဆိုတာခြေတော်ဝါယာချိုးတွေကိုပြောတာပါဝါယာချိုးတွေကိုချုပ်စုဆိုတာချိတ်ဆက်တာတစ်ခုနဲ့တစ်ခုချိတ်ဆက်တဲ့ပံပေါနီလန်းကိုပြောပါတယ်အဲ့တော့ဒီမှာကသူတို့ဒီလိုအပ်တဲ့ပစ္စည်းတွေပါမဲ့ပစ္စည်းတွေကိုအရင်ပြောထားရပေါ့နော်ချုံစောကလက်စဝါယာချိုးတွေပြောတယ်အန် ုံးချံကပ်အန်ဆုံးချံကပ်ဆိုတာလုံချုံရေးလက်အိတ်အဲ့တော့ကြတော့ဒီလျှက်စစ်မကူးတဲ့လက်အိတ်ကိုပြောတာပေါ့နော်လုံချုံရေးလက်အိတ်ပြီးရင် round nose flyer long nose flyer ကဒီ player ခေါင်းအရှိကိုပြောတယ်ပုံမှန်မှာပြထားတဲ့အတိုင်းခြားခြားတော့ပေတံပေါ့ကဲအဲ့တော့ကြည့်ရအောင် 점성을접속할때는에라와야조리오쌓대ချိန်마소인네먼저အရင်ဆုံး안전장갑로우드플라이어차를준비합니다에라쿠나벼롱종이레이디ခေါင်းရှည်ပလဲရာတွေပြီးရင်ပေဒန်တွေကိုပြင်ဆင်ပါမယ်တဲ့ ပထမဆုံးလောကမှာခြုံခြုံနဲ့ချော့ဆုခါကီချောနဲ့ချောနဲ့ဆိုတော့ချက်ကမတိုင်ခင်ပြောတာအဲ့တော့ဒီဝါယာကျိုးတွေကိုမချိတ်ဆက်ခင်မှာတဲ့တခုနဲ့တခုမချိတ်ဆက်ခင်မှာအန်ချောခါကီရောအန်ချောဆိုတာလုံလုံဝါသားဆိုတာတက်ဆင်တဲ့အတွက်အဲ့တော့ကျွန်တော်ကလက်အိတ်ကြောင့်ဆိုတော့တက်ဆင်တာမဟုတ်ပဲနဲ့ဝစ်ဆင်မှုအတွက်နော်အန်ချောချက်ကလုံညုံရေးလက်အိတ်ကိုဝစ်ဆင်ပြီးတော့တဲ့ချောနွမ်းနဲ့ဆိုချောနွမ်းဆိုတာဒီပလက်ခုံပလက်ပေါက်ဟွာပေါ့ ဘယ်လိုပြောရမလဲပါဝါပေါ့နော်ဒီပါဝါပလက်ခွန်ကနေပြီးတော့တဲ့ချောင်းချောင်းနဲ့ဖွင့်လိဟာမိတာဝါယာကျိုးတွေကိုဖွင့်လိဟာသားဆိုခွဲထုတ်တာကိုပြောတာပါအဲ့တော့ဝါယာကျိုးတွေကိုအရင်ဆုံးခွဲထုတ်ပါမယ်တဲ့ချောင်းချောင်းကြီးချောင်းချောင်းနဲ့ညောင်ကျောင်းထွန်းဆန်တဲ့ဆိုအဲ့တော့ခုနဝါယာကျိုးတွေကပလက်ခွန်မှာရောင်ကျောင်းတွေသားဆိုချိတ်ဆက်ထားတဲ့ဆန်တဲ့အချီအနေမှာတဲ့ခြာခေါဖခေါနာ တော့ဒီဝါယာကျိုးချိတ်ဆက်တဲ့ဥက္ကာကိုလှုပ်တာဖြစ်ဖြစ်အလုံးလှုပ်တာဖြစ်ဖြစ်ချော်ကျွန်းဆုံချော်ကျွန်းဆိုချက်တော့ရေးဆိုတာကိုပြောတာပါဆိုနေတဲ့လက်နဲ့တဲ့ခြာကောသူဟာမြောင်ဒီအလုံးကိုလှုပ်မယ်ဆိုရင်တဲ့ခမ်ကြောင်းစာကူကဖာစိဟာစုအီကီဘေမွန်နဲ့ဝီယုံဟာမီတာခမ်ကြောင်းစာကူဆိုတော့ထက်လိုက်တာထက်လိုက်တဲ့မတော်တဆမှုတွေဖာစိဟာစုအီတာဖြစ်ပေါ်နိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဝီယုံဟာမီတာအနေရဲ့များပါတယ်။ရပြီးရင် ခွန်းထောင်းမယ်အဲ့တော့အရင်ဆုံးပလက်ခုံကနေပြီးတော့ဝါယာကျိုးကိုဖြုတ်လိုက်မယ်ပေါ့နော်ယူလိုက်မယ်ယူပြီးသွားပြီဆိုရင်လည်းခွန်းထောင်းမယ်အဲ့ဒီနောက်မှာခြားတွေအီယုံဟာရောသူတို့ကတော့စနစ်တကျမလို့ပေါ့နော်ဘယ်သူမှတော့ကျတို့အပြင်မှာလောက်ရင်တော့ပေတန်းင်းနဲ့တိုင်းမနေဘူးလို့ထင်တာပဲဟာပါတော့ပေတန်းကိုအသုံးပြုပြီးတော့တဲ့ဟန်ကျိုးချွန်ဆော်တဲ့ကပူပူနဲ့ဆိုဟန်ကျိုးဆိုတာတစ်ဖက်အဲ့တော့ချုံစော့ကြီးအကောင်လုံးသိရွာနှစ်ခုကိုချိတ်ဆက်มาဖြစ်တဲ့အတွက်ဒီချဲတို့မြမိုက်ဆိုအနက်ဂျိုးနဲ့အနီဂျိုးနဲ့အလို့ရှိရယ်လေအဲ့တော့တစ်ဖက်ရဲ့ good ဘူဘွန်ဆိုတော့အဆုံးတနေရဒီအဆုံးနေရကိုတဲ့အော်နေရမှာ you sense ချုံတို့ထဲနဲ့ which တဲ့ချေကို6 cm လောက်ရှိတဲ့ which ဆိုတာနေရပေါ့နော်အဆုံးကနေပြီးတော့60စင်တီမီတာလောက်ရှိတဲ့နေရာကိုချဲတာဆိုတာတိုင်းတာကိုပြောတာပါအဲ့တော့ပေတန်းနဲ့တိုင်းလိုက်ပြီးတော့အလောက်လောက်မှာတဲ့ long nose plier နဲ့ fire ဟေယိုအဲ့တော့ခုနက plier ခေါင်းရှိ plier ကိုအသုံးပြုပြီးတော့ချွန်ဆုံး people ဖော်ကီမီတာဖိဘုတ်ဆိုတာချက်တော့ဘာပြောလဲဆိုတော့ဒီဝါယာကြိုးတွေမှာရဲ့အပေါ်ကဒီရဘာအပတ်လေးတွေပေါ့ခုနကချက်တော့ပြောအယောင်လေးရှိရယ်ကွာအနက်ယောင်လားအနီယောင်လားပေါ့နော်အဲ့ဒီဒီဝါယာပတ်ကိုဖော်ကီတာဆိုတာချွတ်ပါမယ်ဆိုတော့ဖယ်လိုက်ပါမယ်ပေါ့ခရီကိုပြီးသွားတော့တဲ့ဓာတ်ရင်းခြုံခုံတို့အဲ့တော့တခြားတစ်ခုကိုလည်းပဲနှစ်ခုကိုချိန်ပါဖြစ်တဲ့အတွက်တစ်ခုလောက်ပြီးသွားရင်နောက်တစ်ခုကိုလည်းထုံအီလန်ဖန်ပေါ့ဘလို့ထုံနီခါတာဆိုတာချက်တော့တူညီတာကိုပြောတာပါအဲ့တော့တူညီတဲ့နီလန်နဲ့ဖီပူကို ဖိဖို့ကိုဖောက်ကင်းမိတာခုနအပေါ်ကဝါယာပတ်အဲဒီရဘာအပတ်ကိုချစ်လိုက်ပါမယ်တဲ့ပြီးသွားပြီဆိုရင်ထောင်းသူတို့အဲ့ဒီနောက်မှာလုံးလုံးကျွပလိုင်ယာတွေဆာယုံဟော်ဟာယောပလိုင်ယာကိုအသုံးပြုပြီးတော့ဖိဖို့ကိုဖောက်ကင်းထူးခဲ့အဲ့တော့ခုနကအပေါ်ကရဘာပတ်ကိုချွတ်ထားတဲ့ဒီနှစ်ခုပေါ့နော်အဲဝါယာကြိုးနှစ်ခုရဲ့ခူးလီဆောင်ခူးလီဆောင်ဆိုတဲ့အတွင်းထဲကကျင်းနှံကြိုးကိုပြောတာပါအဲ့တော့ဒီအတွင်းထဲကဒီကျင်းနှံကြိုးကိုပေါ့ကျင်းနှံကြိုးကိုတဲ့ tree sit ban ရှိကလို့ tree sit ဆိုတာလိန်တာကိုပြောချင်လို့အင်္ဂလိပ်စာကိုပြန်သုံးထားတာပေါ့နော်အဲ့တော့တခုနဲ့တခုလိန်နဲ့နီးလန်းနဲ့ ban sheet ဆိုတာလည်း ban bone နဲ့တူတူပါပဲနီးလန်းကိုပြောတာပါလိန်နဲ့နီးလန်းနဲ့ muscimeter mukta ဆိုတာခြိတာကိုပြောတာပါဆရာတို့ဒီသပင်းလေးပါတွေခြိထားတယ်စီးထားတယ်ဆိုလည်း mukta သုံးလို့ရတယ်ဖဏတ်မှာကြိုးခြိတာကိုလည်း mukta နဲ့သုံးလို့ရတယ်ပေါ့အဲ့တော့ဒီမှာလည်းခြေနှမ်းကြိုးနှစ်ခုကိုလိန်ပြီးတော့ခြိလိုက်မယ်တဲ့ ဒူခူလီဟောင်းဒီကျင်းလန်းကျုံနှစ်ခုရဲ့နှစ်ခုကတဲ့ခံကြောကြီးခံကြီးကြီးအတော်တော့ခံကြောဆိုတာချားလေးတွေကနေရာလွတ်လေအဲ့တော့နှစ်ခုကိုလိန်တဲ့နေရာမှာတဲ့ချားထဲမှာနေရာလွတ်မကြံအောင်လို့ချွန်းချွန်းဟာခဲ့ချွန်းချွန်းဟာခဲ့ဆိုတာကျတော့တင်းကျက်စွာမူကျော်ရဟာကိုခြိရမှာဖြစ်ပြီးတော့တဲ့ဒါမူကွန်းသူရဲ့အကုံလုံးခြိပြီးသွားတဲ့အချိန်မှာခူလီထောင်ရဲ့ကုပုကွန်းအဲ့တော့အကုံလုံး နှစ်ခုကိုဒီလိုလိန်လိုက်ပြီးတော့ဒီလိုနောက်ဆုံးမှကြံမဲ့အဆုံးနေရာပေါ့နော်ငါတို့အချွန်လေးထွက်နေမှာပေါ့အဲ့ဒီအဆုံးနေရာကိုတဲ့လုံးလုံးချွတ်ပလိုက်ရလို့စာယုံဟာရောခုနပလိုက်ရအောင်ပဲပြန်ပြီးအသုံးပြုပြီးတော့ကာကွန်းမှာကဲတတက်ရရဖြစ်အောင်လို့ခိုးချောင်းရှိခီမီတာခိုးချောင်းရှိခီတာဆိုချက်အသေးလောက်လိုက်တယ်အဲ့တော့လုံးဝကိုပဲအသေးငါတို့ကအလိုမျိုးလေးခြုံပြီးထွက်နေမဲ့ဟာကိုတေးချလေးအသေးအော်ခြိလိုက်တယ်ပေါ့နော်အဲ့လိုမျိုးလုံးရပါမယ်တဲ့ထားပါပဲ ဒီသင်္ကန်းစာလေးကဘာမှထွေထူးထူးမပါဘူးပေါ့နော်ဒီအောက်မှာပုံလေးကြီးလည်းပြထားတယ်ပြီးရင်ခုနကလည်းပြောသလိုမျိုးမအားလို့အကုန်လုံးလောက်တတ်တယ်ကွာဒီဥစ္စာကိုကိုရီးယားကနေပြန်ပြီးတော့ရှင်းပြပေးထားတယ်ပြောပြပေးထားတဲ့သဘောပါပဲနော်အဲ့တော့တိတ်ပြီးတော့ meaning ခက်တာကြီးလည်းမပါပါဘူးအာဗီဒီယိုလေးတောင်မှခဏလေးနဲ့ပြီးသွားရယ်ပေါ့နော်ကဲဒါဆိုရင်ရောရောပုံတို့အတွက်ဒီဗီဒီယိုလေးရလည်းအများကြီးအထောက်အကူဖြစ်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ်နော်ဒီ channel အတူတူနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်အညော